နေမီးလောင်တို့လိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တို့လိုမျိုးပဲခံစားနေရတယ်ပြောမယ်ဆိုရင်စိုက်လိုကလေဒီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုတက်ကအမရွတ်တယ်ကျွန်တော်တို့ကအေးပေါင်မာလည်းဖြစ်တယ်ဒါပေမဲ့ပေါင်မကျတော့ဗီဒီယိုမှာလည်းကိုလည်းမပြောဖြစ်တော့ပါဘောနော်ပေါင်မာလည်းပေါင်မကျတော့အနရွတ်ကပိုကြံခဲ့တယ်အဲ အမရွတ်ချန်နဲ့အခုကဒါလေး April 2th make up လင်းထားပေးပြီးတော့လုံးဝသူ့ရဲ့ make up အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွတ်ကတော့ကြံသေးတယ်အားလုံးကို awareness ပြတဲ့အနေနဲ့တင်ပေးလိုက်တာပေါ့နော်အဲ့ဒီ dress sign လို့လည်းအရန်လည်းကုသိုလ်လည်းရသွားပါတယ် ဒီနေ့ကတော့ Harry Public ရဲ့10 year anniversary ကိုတက်ရောက်ဖြစ်တာပါ။ဆိုင်းလူနဲ့အမြဲတမ်းလက်စပင်လုပ်နေကြဆိုတော့ပေါ့လေ။ပြောရမယ်ဆိုရင်ပေါ့နော်။ဆိုင်းလူရဲ့ဆိုင်းလူ Facebook မှာတင်ထားတဲ့ဗီဒီယိုလိုမျိုးပဲပေါ့နော်။အဓိကတော့ကိုကအားလုံးကို awareness ပြတဲ့အနေနဲ့တင်ပေးလိုက်တာပေါ့နော်။အဲ့ဒီ trust ဆိုင်းလူလည်းအရင်လည်းကုသိုလ်လည်းရသွားပါတယ်။ဆိုင်လူကိုယ်တိုင်အပါဝင်ပေါ့နော်မိဖို့ကောင်တကယ်ကြောက်ဝင်မကြဘူးလားတစ်ခါမှလည်းမြင်လဲမမြင်ဘူးကြားလဲမကြားဘူးဒါပေမဲ့မနစ်ကအချိန်တုန်းကပေါ့နော်မေက သူကိုဘန်ကောက်မှာမိဖို့ကောင်အစိတ်ရေဘယ်လိုမျိုးထိသွားတယ်ဆိုတော့ကြားဘူးတယ်အဲ့ဒီကလေးကနေသူကအရင် complain လုပ်တော့နားထဲမှာအငဲတန်းနားရေကြားနားကြားနာကြမိနေတာပေါ့နော်မိကလည်းအမြဲတမ်းမိပိုးကောင်ရဲ့သူ့ဟာအမြဲပြောနေတော့အဲ့ဒါနဲ့ရုတ်တရက်ပေါ့နော်ညဘက်မှာကိုလည်းဘသူကလည်းထင်မိမှလည်းနော်ဘသူမှကို့အိမ်မှလည်းဖြစ်တယ်ပြီးတော့မထင်မှတ်တဲ့အချိန်တွေမှာဘလို့မှမထင်မှတ်ထားတဲ့အချိန်မျိုးမှလည်းဖြစ်သွားတယ်ဆိုတော့လေလေ အဆုံးပဲပေါ့နော်ဒါပေမဲ့ဆိုင်းလူတစ်ခုပေါ့နော်ကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဘာအကောင်ကိုက်သွားလဲဆိုတော့တခါတန်းပြီးတော့တန်းတိသွားတယ်အကျော်လို့ကိုတာမသိဘူးဆိုရင်ဒီထက်ပိုပြီးတော့ရေတခြားကကနနာမသိဘူးဆိုပိုပြီးဒုက္ခရောက်မှာလေတခြားဆိုရင်ဆိုင်းလူအခုဆိုရင်တော့၃ပတ်လောက်တော့ရှိပြီထင်တယ်၃ပတ်ပေါ့ပြောရမယ်ဆိုဆက်ဆက်ဖြစ်ချင်းကတည်းကနေမီးလောင်တို့လိုမျိုးဖြစ်သွားတာပေါ့နော်ပူ ပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တဲ့လိုမျိုးပဲခံစားနေရတယ်အဲ့ဒီတော့ကိုကလည်းဒါကတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးကွာ allergy စားရတာလည်းအမှားလည်းမရှိဘူးတခုခုတော့ခံမရဘူးပဲဆိုပြီးတော့ဆက်လဲဒီဆေးရုံကိုအမြန်သွားပြီးတော့ဒီ allergy ဆေးသွားထိုးလိုက်တော့ပေါ့နော်အမှားဆိုင်လိုလေးအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေးစိတ်ကိုအမြန်ရှော့ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲ့လို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့ပထမ3ရက်နဲ့4ရက်ကတော့အ ဆိုးဆုံးပဲ9ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ်ပြီးတော့တေချာလေးလည်းစိုက်လို့လည်းအလှလည်းကြိုက်တယ်ဆိုတော့လေပို့ပို့ပြီးတော့လည်းဂယူးစိုက်တယ်တေချာကိုထိတ်ခဲလဲလုပ်တယ်ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်စိုက်လို့ကလေဘာမှမစင်စားဘူးကိုယ်တော်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့စိုက်လို့အဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်အချိန်ပြောက်မယ်မှလည်းမသိတော့လေအဲ့လိုမျိုးတော့ရှိရပြီးတော့ပြောမယ်ဆိုရင်စိုက်တော့ကလေ ဒီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုတက်ကအမရွတ်တယ်ပေပေါင်မာလည်းဖြစ်တယ်ဒါပေမဲ့ပေါင်မကြတော့ဗီဒီယိုမှာလည်းကိုလည်းမပြောဖြစ်တော့ပါဘောเนาะပေါင်မာလည်းပေါင်မာကြတော့အနေရွက်ကပိုကြံခဲ့တယ်ဒီဆိုင်လူရဲ့မျက်နာကဟီလင်းကအရန်လက်မြန်သွားတယ်အားလုံးရဲ့ဆုတောင်းပေးစကားကြောင့်မဟုတ်လို့ထင်တယ်တကယ်ကိုအားလုံးရဲ့ blessing ကိုတကယ်ကိုရခဲ့တယ်အရန်လက်တကယ်အရန် appreciate ဖြစ်တယ်ပေါ့နော်အဲအမရွတ်ချန်နဲ့အခုပါသားလေး April 2 the makeup link ဟာပေးပြီးတော့လုံးဝသူ့ရဲ့ makeup အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွတ်ကတော့ကြံသေးတယ်အပြောက်တာတော့အဲ့ပေါ်အချိန်တခုတော့ပေးရမှာပေါ့ဘာလို့လဲဆိုတော့မျက်နှာတခုလုံးလဲဟိုကလေလောင်သားလိုမျိုးဖြစ်သွားတာလေဟုတ်တယ်ဆိုင်လိုအရန်လဲခဏပြောသူလို့ပေါ့နော် ကုတူရရသွားတာပေါ့နော်အကုန်လုံးမီးဖို့ကောင်ရဲ့အားလုံးကိုဘယ်လိုမျိုး ဂယူဆိုင်ပြီးတော့တတိထားရမယ်ဆိုတာသိသွားတယ်အဓိကဆိုင်မှာကလေးလေးတွေကိုပို့ပြီးတော့ဂယူဆိုင်ခန်းစီချင်တာပေါ့နော်ဆိုင်လူလိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မစင်စားရက်เสียရပါပဲ